ဘိတ်ကအကောင့်ကိုစက်ကျူရတီအမြင့်ဆုံးဖြစ်အောင်ဘလို့မြင့်မလဲခရစ်တိုကိုလူတွေစိတ်ဝင်စားတာများလာတော့နဲ့ခရစ်တို exchange တွေရတယ်အများကြီးပေါ်လာပါတယ်ဒါပေမဲ့ယုံကြည်စိတ်ချရပြီးယုံကြောင်မှုအပြည့်အဝပေးလိုက်နဲ့ခရစ်တို exchange ကိုအသုံးပြုဖို့ကလည်းအရေးကြီးပါတယ်ကိုယ့်ရဲ့ခရစ်တိုအကောင့်တွေကလည်း security မြင့်နေဖို့လိုအပ်ပါတယ်မိတ်ဆွေရဲ့ခရစ်တိုအကောင့်ကမလုံခြုံဘူးဆိုရင် hacker တွေကလည်းတကူဟက်လို့ရပြီးပတ်စံတွေဆုံးရှုံးသွားနိုင်ပါတယ်မိတ်ဆွေအနေနဲ့ပတ်စံတွေလုံလုံခြုံခြုံတင်ထားနိုင်မှုအတွက်ဘိတ်ကအကောင့်ရဲ့ security မြင့်နေဖို့ကြိုးပမ်းပေးသွားမှာမို့လို့ ဒီဗီဒီယိုကိုဆုံးဖြတ်ကြည့်ပေးပါအောင်ကြားဘေကပ်မှာ security function ကိုဘယ်လိုရှားရမလဲအရင်ဆုံးပြောပြပေးပါမယ်ဘေကပ် application ကိုဖွင့်လိုက်တာနဲ့ home page ကိုမြင်ရရင် backup တော့မှရှိတဲ့လူပုံလေးကိုနှိပ်လိုက်ပါပြီးရင်နာမည်ပေးရများလေးကိုနှိပ်ပါမယ် profile security နဲ့ notification တုံးခုကိုမြင်ရတဲ့အခါမှာ security တဲကိုဝင်လိုက်ရင်ရပါမယ်အခုမှဖွင့်ထားတဲ့ account ဖြစ်နေတဲ့အတွက် security level လို့ပြနေပါလိမ့်မယ်စိတ်ပူစရာမလိုပါဘူး ဒီဗီဒီယိုပြီးသွားရင်မိတ်ဆွေရဲ့ security level high ဖြစ်သွားစေရပါလိမ့်မယ်။ဒါဆို security level high ဖြစ်အောင်လုပ်ဖို့ဘာတွေလုပ်မလဲ။ပထမအဆုံး security level ကိုနှိမ့်ကြည့်လိုက်ပါမယ်။ biometric authentication ဆိုတာမိတ်ဆွေရဲ့မျက်နှာရဲ့လက်ရည်ကိုအသုံးပြုပြီးဝင်လို့ရတဲ့ function ဖြစ်ပါတယ်။ Google authentication ဆိုတာကတော့ Google Authenticator လို့ခေါ်တဲ့ application ကိုသုံးပြီးအကောင့်ဝင်တာပါ။ Phone verification ကတော့မဖြစ်မနေလုပ်တဲ့ဖုန်းစင်ကတ်နဲ့ဘေးကအကောင့်ကိုချိန်တာဖြစ်ပါတယ်။ rename verification ဆိုတာက KYC တင်တာကိုပြောတာဖြစ်ပြီး Fangoat ကမိတ်ဆွေရဲ့ wallet access နဲ့ trade လုပ်ရင်ပို့တုံးဆုံးအောင်လုပ်ပေးတဲ့ password တမျိုးဖြစ်ပါတယ်။လိုအပ်တာတွေတည်သွားပြီဆိုရင်တော့ security function တွေချိန်ပြီးပြောပြပေးသွားပါမယ်။ပထမအဆုံးချိန်တင်တာကတော့ Google Authenticator ဖြစ်ပါတယ်။ Google Authenticator ဆိုတဲ့ application ကိုအရင်ဆုံး download ဆွဲရပါမယ်။ပြီးရင် wallet ထဲက setup key ဆိုတာကို copy မယ်။ Google Authenticator ရဲ့ညာဘက် outbound က အပေါင်းပုံလေးဝတ်ထိပ်ပြီး Android ရဲ့ setup ကြီးကိုရွှေ့မယ်။ copy ထားတဲ့ setup ကြီးကိုထည့်မယ်။နာမည်ကိုတော့ချိန်တာထားလို့ရပါတယ်။ပြီးရ Google Authenticator ရဲ့ကုတ်ကို backup ထည့်ရက Google Authenticator ရဲ့ပြန်ထည့်လိုက်ရင်အမှန်ချင်းလေးပြနေပါလိမ့်မယ်။အဲ့ဒီနောက်ဖုန်းနဲ့ချိန်ဖို့အတွက် passkey set ချိန်ပါမယ်။ passkey ရဲ့အားသားချက်ကတော့ဖုန်းနဲ့ချိန်ထားတာဖြစ်တဲ့အတွက် password တော့မလိုဘဲ fingerprint နဲ့ဝင်လို့ရပါတယ်။ passkey ရဲ့ဝင်လိုက်ရင် passkey နဲ့ USB passkey တွေ့ရင် passkey ကိုရွှေ့ပြပါ ပြီးရင် I have read ကိုအမှန်ချစ်ပြီး confirm ကိုနှိပ်ပါ။အဲဒီနောက် email နဲ့ Google Authenticator verification လုပ်ပြီးလက်ဝယ်စကန်လိုက်ရင် passkey ချိန်ပြီးပါပြီ။ email ကတော့ bank account စဖွင့်ရင် email နဲ့ဖွင့်တာဖြစ်တဲ့အတွက်ထက်ချိန်ဖို့မလိုပါဘူးဗျ။ mobile number ချိန်တဲ့အခါကျရင်လည်းဖုန်းနံပါတ်ကိုရင်ဆုံးထားပါ။ SMS ကုတ်ကြလာတဲ့အခါရိုက်ခဲ့ပြီးတော့ email နဲ့ Google Authenticator verification လုပ်လိုက်ရင် မိုဘိုင်းနံပါတ်ချိတ်တဲ့အဆင့်လည်းပြီးပါပြီ။ Biometric authentication ကတော့ face နဲ့လက်ကိုစကန်ဖတ်ရတာပါ။ face scan ကတော့ KYC တင်ရင်လုပ်ပြီးသွားပြီမို့လို့မလိုတော့ပါဘူး။ face scan ဖတ်တာကလည်းဘေးကကပြထားတဲ့ video အတိုင်းလက်ဖို့အားကိုနေရာလေးတွေလိုက်ရွှေ့ပေးပြီး email ဖုန်းနံပါတ်နဲ့ Google Authenticator verification လုပ်ပေးလိုက်ရင်ချိတ်လို့ပြီးပါပြီ။ login password ကတော့အကောက်ဖွင့်ကြတဲ့အထည်ထားတဲ့အတွက်ထပ်လုပ်ဖို့မလိုတော့ပါဘူး။ဖန်ကုန်းနဲ့ပင်ကုတ်ဆိုလာကလည်း B2B ဒီပိုဆစ်နဲ့ withdraw တွေရဲ့ trade လုပ်တာတွေကိုပုံမလုံးချုံအောင်လှုပ်ထားတဲ့ security node မျိုးဖြစ်ပါတယ်ဒီနေရာမှာပြောချင်တာက email mobile number login password fan code နဲ့ pin code အကုန်လုံးက ပြန်ကြောင်းလို့ရပါတယ်။ဒါပေမဲ့ပြောင်းမိသွားရင်တော့မိတ်ဆွေအနေနဲ့ P2P Spot နဲ့ Future Trading Withdraw Deposit တို့ကို24နာရီတိတိတုံးလို့ရမှာမဟုတ်ပါဘူး။ Account Activity နဲ့ Device Management ဆိုတာကမိတ်ဆွေ Bank Account ကိုဘယ်ချိန်နဲ့ဘယ်နေရာမှာ Login ဝင်ထားတယ်၊ဘယ်ဖုန်းထဲမှာ Account ကိုဝင်ထားတယ်ဆိုတာကိုပြပေးတာဖြစ်လို့မိတ်ဆွေရဲ့ Bank Account ကိုတခြားလူဝင်သွားရင်ချက်ချင်းသိနိုင်ပါတယ်။ withdraw ရဲ့စက်တင်ထဲမှာတော့ cancel withdraw ကို on ထားတာအကောင်းဆုံးပါဘာလို့လဲဆိုမိတ်ဆွေအနေနဲ့ wallet address တခုကိုမှားပြီးပို့မိခဲ့ရင်10မိနစ်တွင် cancel လို့ရမှာမို့လို့ user အတွက်တော်တော်အဆင်ပြေတဲ့ function တခုဖြစ်ပါတယ်နောက်တစ်ခုကတော့ password မသုံးမယ် generic function တွေအကုန်သုံးလို့ရအောင် fingerprint and lock ကို on ထားလို့ရပါသေးတယ်ဒီရတဲ့အကုန်လုံးကိုတေချာတိသွားပြီဆိုရင်တော့မိတ်ဆွေအနေနဲ့ဘေးကအိတ်ချင်းကိုစိတ်ချလက်ချလုံးလုံးချုံချုံအသုံးပြုလို့ရသားပြီပဲဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဘေးကနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို 第三笔嘛没了，只拿路也亏不了几千内步，来佛路内十块六铺门面房内边。